် United ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့အော်တိုဝါ18ရက်နေ့ပေါ့နော်ရရှိထားတဲ့သတင်းအချို့နဲ့ဒါတနင်္ဂနွေညမှာကံမဲ United Liverpool ပွဲပေါ့နော်ကျွန်တော်မှတ်မိနေတဲ့အမှတ်တရအချို့ကိုဒါပြောပြပေးခြင်းပါတယ် ပထမဆုံးတင်အနေနဲ့ကတော့ထူးခြားစွာပဲပေါ့နော်ကျွန်တော်တို့ United ကဒါဂိုသမားတယောက်ထပ်ခေါ်ခြင်းနဲ့လို့ဆိုးလာတယ်ဗျ။ဘောက်လဲဆိုတော့အဲကျွန်တော်2010ကလည်းအသက်ကြီးပြီဗျ။နောက်နှစ်လောက်သူ2010ဒီတေချာပေါ့နားပြီ။ပြီးတော့ဘင်ယတာကလည်းထွက်ဖို့အချိန်နေရှိတယ်။အိုနာနာကလည်းအငားချထားရဆိုပေမဲ့အပြီးသက်ရောင်းချနိုင်ခြင်းရှိရဗျ။ဆိုတော့ဂိုသမားကဒါတယောက်ပဲကြံမဲ့အနေဒါဖြစ်သွားတယ်။ပုံမှန်ဆိုရင်တော့ကျွန်တော်တို့အတင်းတင်းမှဒါဂိုသမား3ယောက်လောက်ထားကြရပေါ့နော်။ပထမဂိုသမားရဲ့ဒုတိယဂိုသမားရဲ့ပြီးတော့ဒီတတိယဂိုသမားရဲ့ တတိယဂုဒမကတော့အများစုအားဖြင့်ဒါခြေစမ်းပွဲတွေမှာပဲကစားရလေးရှိပြီးတော့ပေါ့နော်ဥပမာဒုတိယဂုဒမကဒံရရရဲဆိုရင် သူဝင်ကစားခွင့်ကျားနိုင်တာမျိုးရှိရပြဥမာအဖြစ်ပေါ့နော်ဒီရှေ့ရအဖက်စလိုင်းနဲ့ဂိုဒမာကိုစကန်လိုင်းရဲ့ဂိုဒမာကိုဒဏ်ရရနေတယ်ဆိုရင်တော့ဒါတတိယဂိုဒမာဝင်ဖန်းနိုင်ခြင်းရှိတယ်မဟုတ်ဘူးဆိုရင်တော့သူကအရန်ကုန်မဲ့ထိုင်နေရတာများပါတယ်ဘာလို့လဲဆိုတော့ဟိုဂိုဒမာတွေကလေဗျာနှစ်ယောက်လောက်ရှိရင်လုံလောက်တဲ့သဘောမှာတော့ရှိရပေါ့နော်ဆိုတော့ဒါ United အသင်းကဒီ Sunny Lehman ကအသက်က ငယ်သေးတယ်ဆိုပြီးအများစုကသတ်မှတ်ကြတယ်ဗောနော်ဒါပေမဲ့သူ့တက်က23တော့ရှိနေပါပြီဒီမိုကော့ဒရိုက်တို့ဒေးဗစ်ဒီဂီယာတို့လည်းအဲ့ဒီအရွယ်မှာဗျာဒီလူငယ်အစင်ထဲမှာဆိုတော်တော်ကောင်းတဲ့ lesson နေတာပြထားပြီးဆိုတော့အရင်တော့လေကျွန်တော်မြင်တော့ငယ်တော့ပါအောင်ဒါပေမဲ့လည်းသူ့အတွေ့အကြုံတွေလိုသေးတယ် lesson ကဒီတက်ပိုကောင်းလာဖို့ဗောနော်ပိုတိုးတက်ဖို့လိုသေးတယ်အဲ့ဒီအတွက်သူ့ကိုအနီးကပ်ပေါ့နော်စောင့်ကြည့်ပေးမယ်အဲတင်ကြားပေးနိုင်တဲ့ကုသမတယောက်လိုတယ်အဲ့လိုမျိုးဒါ အယူအဆကြောင့်ပေါ့နော်ကိုသမားတေချာဖွေမယ်လို့ဒါသတင်းတွေတော့ထွက်နေတယ်ဗျလောထဲမှာဆိုရင်တော့ကျွန်တော်တို့ဒါဘာစီလိုနာနဲ့ဆင်ပြေဖြစ်နေတဲ့တာစတီကန်ရှိတာစတီကန်ရှိတယ်မတ်တာစတီကန်ပေါ့နော်သူဆိုရင်လည်းဒါတကယ့်သူ့ရဲ့အကောင်းဆုံးဆိုတဲ့ဒါစွမ်းဆောင်ရည်တွေရှိတဲ့အချိန်မှာအချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့ဒီပြောရရင်ဗျတာစတီကန်ဒီလေဒါကိုသမားရဲ့မှာဒီတော့လေယာပေါ့နော် တော့လည်းပဲရှိတယ်တော့လည်းပဲရှိတယ်ကိုသူမတယောက်ဒါပေမဲ့လည်းသူ့ရှေ့မှာဒါနူဟာရှိနေတဲ့အတွက်ဂျာမနီမှာဆိုရင်ဖမ်းဖို့မဖမ်းလိုက်ရအောင်နဲ့တွေ့ဒီနူဟာတန်ရာရနေစဉ်ကာလာတွေအတွင်းတော့မှာပဲဗျာဂျာမနီမှာဖမ်းရတာသူဆိုရင်လည်းတကယ်တော်တော်လေးကောင်းတဲ့ကိုသူမဖြစ်ပြီးတော့ဒါနိုင်ငံအသင်းမှာမဖမ်းရတဲ့တယောက်ဝင်လေးမန်စီးရီးယားဒါအီရာဆန်လို့ပေါ့အဲလစ်ဆန်ကိုမကြုံနိုင်တော့သူလည်းမဖမ်းရအောင်ပေါ့နော်ဆိုတော့ဒီတက်စတီကန်ကကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒါဘာစီလိုနာအသင်းနဲ့ပြဿနာတက်ထားလေလောလောဆယ်သူကိုယ်တိုင်လည်းတန်ရာရနေတယ်ဆိုတော့ပြန်ကောင်းလာတဲ့အချိန်မှာယူနိုက်တက်ကဒါချိတ်ဆက်ပြီးခေါ်ယူနိုင် ရှိတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်ဗျကျွန်တော်အနေနဲ့ကတော့ဗျ comment ခေါ်တော့ဒီအမလား tastican လို့မျိုးထက်တာပေါ်တူဂါကော့စတာလို့ဂူဒမားမျိုးခေါ်လိုက်တာပိုးတော်ကောင်းအောင်မယ်လို့မြင်မိရယ်ပေါ့နော်ဒါပေမဲ့လည်း United ဒီဂူဒမားနေရာမှာဒါဈေးကြီးကြီးမားမားအတုံပြူဘူးလို့မရှိတော့ဘူးလို့တော့ဒါယူဆမိပါတယ်ပေါ့ဆိုတော့ဒါဇန်နဝါရီပြောင်းရွှေ့မှာကျွန်တော်တို့ဒီနောက်တက်ဂူဒမားတယောက်ကိုထပ်ပြီးမြင်ရနိုင်ခြင်းရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒါ သတင်းတွေတအားထွက်နေတယ်ကွင်းလည်နေရပါတော့ကျွန်တော်တို့အရင်နေ့တွေတော့ဆိုဒါ Elio and Elio Anderson Adam Warden တို့ ਨੇ သတင်းတွေထွက်ထားတယ်ဗျာဒါပေမဲ့အခုအခုရက်ပိုင်းတွင်းမှာမနေတော့ပါပဲဗောနော်ညပိုင်းလောက်မှာဆက်တက်လာပါလေဆို Corner Galaga ကိုလည်းဒါ United ကရရင်ခေါ်ခြင်းနေဆိုတဲ့သဘောမျိုးပြောထားတာတွေ့ရတယ်ဂျာနယ်လစ်တစ်ယောက်ကသူသုံးသပ်ပြထားတာဗျသူကဒီ Elio Anderson တို့ Adam Warden တို့ပြီးရင် Carlo Bellibar တို့ United ခေါ်ယူနိုင်တဲ့ခြေအနေမရှိဘူးဗောနော်အဲ့ဒီအတွက်ဒါ ကော်နာကလကာဖြစ်ဟိုပဲခေါ်ဖို့อ่ะဖြစ်နိုင်ကြီးအများဆုံးပဲဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ပြီးခဲ့တဲ့ຫນွေရာသီအပြောင်းရွှေ့မှာလည်းဟိုစုံသမ်းမှုတချို့ရှိခဲ့တယ်လို့သိရတယ်ဗျာ United ကဒီကလကာကိုခေါ်ယူဖို့အတွက်ပေါ့နော်ပြီးတော့ကော်နာကလကာကိုနိုင်ကလည်းဒါအင်္ဂလန်အသင်းမှာသူပြန်ပြီးတော့ရွေးချယ်ဝင်ရခြင်းနဲ့အဲ့ဒီအတွက်သူ Premier League ကိုပြန်လာခြင်းနဲ့လို့ဆိုထားရပေါ့ဆိုတော့ဒီ Atletico ရောက်ရှိနေတဲ့အင်္ဂလန်ကွင်းလေလူကော်နာ ကာလကာပဲ United ရောက်လာမလားဒါမှမဟုတ်နောက်ထပ် England Queen Lee ဘောနော်လူငယ်ခြေတက်တွေဖြစ်တဲ့ Adam Warren တို့ Anderson တို့ပဲရောက်လာမလားဒါမှမဟုတ်တခြားဘယ်သူတွေနဲ့သတင်းထွက်အောင်မလဲတော့မသိဘူးဘောနော်ဆိုတော့ကျွန်တော်တို့အဲ့ဒီဇန်နဝါရီအပြောင်းရွှေ့မှာဒီခုနကာလကာလေးရောက်လာနိုင်ခြင်းရှိတယ်ဆိုတော့ဒါသတင်းတွေတော့တွေ့ရတယ်တကယ်ဒီ Visigning Visigning တွေဘာတွေရတော့ဗျာတကယ်ဟိုဒါ Superstar တွေကိုစာချုပ်ချုပ်တာမျိုးကတော့ဒါຫນွေရာဒီမှာပဲပိုဖြစ်နိုင်ခြင်းများပါတယ်ဗျာ အဲကျွန်တော်ပြီးတော့သတင်းကောင်းလေးတစ်ခုလည်းရှိတယ်အဲ့ဒါပါလဲဆိုတော့ဒါ United ရဲ့လူငယ်တိုက်စစ်မှုလေး Shorley C ကိုပေါ့ Shorley C ရတာ MOYN နဲ့ဒီတွစ်ဆုံစကားပြောရဲ့လို့သိရတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Casemiro နဲ့ Bruno ကိုနိုင်ရပို့ပေးထားတဲ့အတွက်ဒါလူငယ်စားသမားတွေဖြစ်တဲ့ Shorley C တို့ Tyler Fracture တို့ကဒါအတင်းကြီးနဲ့အတူလေ့ကျင့်ခန်းဆင်းနေကြပါတော့အဲ့ဒီအချိန်မှာဒါ MOYN Shorley C နဲ့တွစ်ဆုံစကားပြောပြတယ်ပြီးတော့ဒီကလေးရဲ့ကြိုးစားမှုပေါ့နော်ဒီကောင်လေးရဲ့ခြေစွမ်းတွေကိုလည်းသဘောကျတယ်သူ့အနေနဲ့လည်းဒါစိတ်လှုပ်ရှားနေတယ်လို့ဆိုတယ်ဗျာ MOYN ကလည်းပေါ့နော် အဆိုတော့ဒါ short list ကိုကျွန်တော်တို့ရှင်းလာမယ့်ဘွဲတွေအရစပြီးတော့ဒါတိုက်စစ်ခုံတန်းမှာအရင်ကစားသမားဖြစ်မြင်တွေ့လာရမလားပေါ့နော်ဒါလေးတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်တကယ်လို့ဒီသူ့အနေနဲ့သူ့ကိုအရင်မှာထားထားတာမျိုးတွေနဲ့ကျွန်တော်ကတော့သဘောကျရပြဘာလို့လဲဆိုတော့ဒီဗင်ဂျမင်ရှက်ကိုတို့ဘာလို့ဗျာမိနစ်85လောက်ဘယ်လောက်ဒါမှမဟုတ်ရင်လည်းမိနစ်90ပြည့်တဲ့အချိန်ဘူကကျွန်တော်တို့နောက်ပိုင်းဆိုမိနစ်အများကြီးပေးတယ်ဗျာဥမာ5မိနစ်10မိနစ်လောက်ရတဲ့ပွဲတွေဆိုဒီနားသမားလေးကိုဂိမ်းတိုင်းဖြည်းဖြည်းချင်းပေးပြီးတော့ဗောနော်သူ့ရဲ့ပုံမှန်ခြေစွမ်းရအောင် ူညီပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ကနောက်ထပ်ဒါချန်ချန်တော့တိုက်စစ်မှုတရားကိုရရှိလာမှာပဲဖြစ်ပါတယ်ဒီစားသမားလေးကဒါဒီအစ်စ်မြင့်ပေါ့နော်တိုက်စစ်မှုတရားဟာအလင်းဟာလန်တို့လိုမျိုးလောလောဆယ်ပေါ့နော်ကျွန်တော်တို့ဒါလိုလိုတဲ့လက်ရှိမှာအကောင်းဆုံးတိုက်စစ်မှုတွေဖြစ်ကြတယ်အာလင်ဟာလန်တို့ဟယ်ရီကိန်းတို့လိုမျိုးဖြစ်လာမလားဒါမှမဟုတ်ပဲပေါ့နော်ရပူတို့လိုပဲလူငယ်ဘွားမှာတော့တော်တော်ကောင်းပြီးတော့ပြီးတဲ့အခါမှာအရန်ကြီးပေါ့နော်ထင်တယ်လို့ဖြစ်လာတာမျိုးဖြစ်မလားဆိုတော့စောင့်ကြည့်တော့ရမှာပဲဖြစ်ပါတယ် အဲ market report ရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီးတော့ဗောနော်မနေ့က ranking ကပြန်ဝေဖန်လာတာလေးကိုတော့ကျွန်တော်ပြောပြခဲ့ပြီဗောနော်ဒီနေ့မှလည်းဒါ Ronnie က market report ရဲ့ဝေဖန်မှုကိုပဲသူပြန်ပြောထားတာရှိတယ်ဗျအဓိကကတော့ဗောနော်သူကဒီ report ပြောတဲ့ဟိုပုံဝင်ညင်ကမကောင်းလို့ဗောနော်ပုံဝင်ညင်ဒီအခြေအနေစိုးနေလို့အတင်းအခြေအနေစိုးနေလို့သူခြေစမ်းနေတတမတ်တည်းမဖြစ်တာဆိုတဲ့ဟာကို Ronnie ကပြန်ပြောခဲ့ပြန်ပြောခဲ့ရင်ဖြစ်တယ်ဗျအဲ့ဒါဘာလဲဆိုတော့ဗောနော်သူဒီဒါ report ကိုတော်တော်သဘော report ရဲ့ကစားပုံကိုသဘောကျတယ်ပြီးတော့ဒီ တူတည်ပေါ့နော်သူတို့ဒီတစ်ချိန်တော့ဒီကစားသမားအဓိကပိုပြီးကောင်းမယ်လို့လည်းဒါမျောလင်းခဲ့ကြတဲ့ကစားသမားဖြစ်တယ်နောက်တစ်ခုကသူ့ရဲ့ဒါပြင်ပဘောကလူနေထိုင်မှုပေါ့နော်ပြင်ပဘောကနေထိုင်နေတဲ့လူငယ်တယောက်ရဲ့ပုံစံကိုလည်းသူသဘောကျရပေါ့ဒါပေမဲ့လည်းကိုကဒါဘောလုံးကစားသမားတယောက်ဘောလုံးကစားသမားတယောက်ဖြစ်တယ်အဲ့ဒီအတွက်ပေါ့နော်ဒီပြင်ပမှာနေအားကြရဖြစ်နေလို့မရဘူးကိုင်းထဲမှာလည်းခြေသွမ်းပြဖို့ ခြေသွမ်းပြဖို့လိုတယ်ဆိုရပုံစံမျိုးပေါ့နော်ပြီးတော့ဒီကစားသမားတယောက်ကဗျာကောင်းကောင်းမကစားနိုင်ဘူးအဲ့လိုအဲ့လိုမျိုးမကစားနိုင်ဘူးဆိုရင်တော့အရန်ကုန်လေးပါလေဒါထန်ရမှာပဲဗျာအဲ့ဒီအချိန်မှာဒါအပြစ်ပြောရပါလေဟိုကိုကကောင်းနေရင်တော့ဘာမှမဖြစ်ဘူးပေါ့ကိုကကောင်းနေရင်လည်းနီးပြားမထည့်ဘူးဆိုရင်တော့တမျိုးပေါ့ဗျာကိုကလည်းကောင်းကောင်းမကစားနိုင်ဘူး first line နဲ့ကလည်းလိုချင်ဒါမျိုးဆိုရင်တော့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးဒီ နောက်တစ်ခုက rap အနေနဲ့လည်းဒီအကြောင်းပြချက်တွေအောက်မှာကိုကအသားလေးပုံပွဲနေရမျိုးမဖြစ်သင့်ဘူးဟုတ်တယ်အင်းရချင်းနေစွန်းနေတယ်ဒါပေမဲ့ငါငါရဲ့ပါရမီရှိတယ်ငါရဲ့စွမ်းရည်ရှိတယ်ငါမှာခြေစွမ်းကောင်းတွေရှိတယ်ဒီခြေစွမ်းကောင်းတွေကိုပေါ့နော်ဒီအသင်းတွေကိုရောက်အကူညီမယ်ဆိုရယ်စိတ်တက်မျိုးအဲ့လိုစိတ်တက်မျိုးတွေလည်း rap မှာမရှိခဲ့ဘူးပြီးရင်သူကိုနှိုက်ကအစပေါ့နော်အသင်းပေါ်မှာဒါလုံလောက်တဲ့ proper လုံလောက်တဲ့ဒီပေးဆက်မှုမျိုးမရှိခဲ့ဘူးကိုင်းထဲမှာလည်းအဲ့လိုမျိုးတွေမရှိခဲ့ဘူး အဲအဲ့လိုပုံစံဖြစ်တဲ့အတွက်ပေါ့ဗျာဒီအနစ်ချုပ်ပြောရမယ်ဆိုရင်တော့လူနီယာဒီသူ့ရဲ့ပြင်မဘဝနေထိုင်မှုကိုလူငယ်တယောက်ရဲ့ဘဝကိုသူလေးလေးလေးစားတယ်အားလေးအားကြတယ်ဒါပေမဲ့ဒါရပ်ဘူရဲ့ပြောစကားက ပြောတကားပုံမှာတော့သူလက်မခံဘူးဆိုရင်ပုံသံပေါ့ဗျာအတင်းရလဲဆိုးနေတာဟုတ်တယ် ranking ပြောလို့ရဒါမင်းတို့လည်းဆိုးနေလို့ပေါ့ပြီးတော့မင်းတို့အဲ့ဒီဝေဖန်မှုတွေအောက်မှာဒီအตาလေးအလွယ်လေးပုံကွယ်နေကြရပေါ့ဒီလိုမျိုးပုံစံဒါပြောဆိုခဲ့တာဖြစ်တယ်ဗျာပြီးတော့ကျွန်တော်ခွန်ကဒါ video file လေးတစ်ခု Facebook ကနေကြည်လိုက်တယ်အဲ့ဒီမှာလဲပေါ့နော်ဒီ running နဲ့ file နဲ့ interview လေးပါတယ်ဗျာအဲ့ဒါကတော့ပွဲတပွဲမှာပွဲတပွဲမှာကဘယ်ပွဲလဲတော့မသိဘူးပေါ့နော်ပထမပိုင်းမှာ United က1-0နဲ့9နေတယ်အဲ့ဒီကိုလည်းဒါ running ကအသွင်ပေးတာပေါ့ပြီးနေပြီးရောပေါ့နော် အဲသူတို့ဝင်လဲငန်းထဲမှာလာဒိုဒီမုတ်ဒါကွင်ပေးစီဒုတိယပိုင်းပြောင်းဝင်ကနီးမှာလာမသိဘူးပေါ့သူရဲနာနီရဲရော်နယ်ဒိုရဲပေါ့သုံးယောက်ရက်နေကြရော်နီရဲ့အလင်မှာသူရက်နေကြပေါ့အဲ့ဒီအချိန်မှာပါကူဆန်ကလာပြီးတော့စကားပြောရေဗျာရော်နီကိုတခုံးမှမပြောဘူးတဲ့ရော်နီကိုတခုံးမှမပြောဘဲနဲ့သူကဒီရွန်နီနဲ့အဲရွန်နီမဟုတ်ပါဘူးနာနီနဲ့ရွန်နယ်ဒိုနဲ့ပဲစကားတွေပြောသွားတယ်အဲ့မှာရွန်နီကလည်းတင်းသွားအောင်ဟာဘာတော့ဘောနော် ဘာလို့ဘာတော့မတကယ်တော့အဲ့ဒီပွဲမှာပထမပိုင်းမှာရွန်နီကလူမပေးလို့ဖာဂီကဖာဂီကစကားမပြောဘူးပေါ့နော်အဲ့လိုလူမပေးလို့စကားမပြောအဲ့တော့ရွန်နီကလည်းစိတ်ဆိုးပြီးတော့ဒုတိယပိုင်းမှာကျုံပေးလိုက်တယ်နောက်တဲ့ငကိုသူထပ်သွင်းပေးလိုက်တယ်သူပြီးတော့ဟတ်ထရစ်ရသွားတယ်ပေါ့နော်ပြီးတော့သူအဲ့ဒီအချိန်တုန်းကဆိုရင်လည်းပေါ့တော်တော်သွေးပူပြီးစိတ်ထဲမှာတော့ဒေါသထောင်းနေထွက်သွားသေးတယ်ပေါ့နော်ဒါပေမဲ့ပွဲပြီးမှပြန်စင်းစားကြည့်ရတော့လည်း ဒီလိုတွေလှုပ်ခဲလို့လည်းငါ hat trick ရခဲ့တာပေါ့နော်အဲ့လိုမျိုးပုံစံဒါပြန်ပြောထားတဲ့ interview လေးကိုကြည့်လိုက်ရတာပါဗျာဒါ Ronnie စိတ်တက်ကတော့အားလုံးသိတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့လေးစားစရာဖြစ်ပါတယ်ပြီးတော့ဒါကျွန်တော်တို့တနင်္ဂနွေနေ့မှာဆိုရင်ဒါမြန်မာစံတော်ချိန်ည7:00နာရီမှာ United နဲ့ Liverpool အသင်းတို့ရဲ့ပွဲစဉ်ရှိပါတယ်အင်္ဂလန်မှာတော့ဒါ United နဲ့ Liverpool ရဲ့တွေ့ဆုံမှုကအင်္ဂလန်ဒါဘီဖြစ်သတ်မှတ်ထားဖြစ်ပြီးတော့ပေါ့နော်အခမ်းအနားအကြီးကျယ်ဆုံးဒါအင်္ဂလန်ရဲ့ဒါဘီဖြစ်တယ်ဗျာ အဲဒီဒါဘီပွဲတွေမှာဆိုရင်ကျွန်တော်မှတ်မိနေတဲ့ပထမဆုံးပွဲကတော့ဒါ Juan Mata Bicycle ကစ်နေပေါ့နော်ကစ်သွားတယ်ပွဲအဲပွဲ United က3-1နဲ့လာမသိဘူးနိုင်တာဗျအဲနီးပြားတော့ Louis Van ကထင်တယ်ပေါ့နော်အဲပွဲမှာ Juan Mata ရမ်းရောဒီအမြင့်မဟုတ်ဘူးဗျာဒီ တိတ်မနေမမြင့်လေးရနေဂျူဟမာဒါအဲ့လိုမျိုးဘိုင်းစကယ်ကစ်လိုမျိုးဒီပတ်ကန်တော့ပါဘောနော်အဲ့ဒီကလေးတော့အမှတ်ရတယ်လမောင်ဦးကိုသမားကတော့ကျွန်တော်မင်းတို့လက်ထင်တာပဲဘောနော်အဲ့ဒီကာလာတွေကဒါယာကင်ကလောရောက်ဆနေတယ်လေဖြစ်ချင်းဖြစ်ပဲဘောလီဗာပူးကတကယ်ကိုဒါတိုက်စစ်မှာလဲဂိုးတွေတိုင်းတိုင်းသွင်းပြီးနောက်တန်းကလည်းဂိုးတွေတားပေးရတယ်အသင်းကြီးတွေဆိုနိုင်ပြီးအသင်းငယ်လေးတွေဆိုရှုံးနေတယ်အနေထားဘောနော်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဒါ United နိုင်ခဲ့တဲ့ပွဲပေါ့ ဲနောက်တစ်ခုက United နိုင်ငံရဲ့ပွဲတစ်ခုပဲဗျာအဲ့ဒါတော့ကျွန်တော်ရန်ကုန်မှာကြည့်ခဲ့ရတာမှတ်မိသေးတယ်စံကြောင်းကအဲ့ဒီတပြင်းညိုလန်းထဲမှာ Winstar တို့ BR တိုင်းနေရှိရဗျာ Win တို့ Winstar တို့ထားပါရဲအဲ့စံကြောင်းတပြင်းညိုလန်းထဲမှာအဲ့နာ LaFace ဆိုင် Douglas လေးဆိုရယ်ဆိုင်လားမသိခုတော့ရှိသေးလားမသိဘူးတော့အဲ့ဆိုင်မှာကျွန်တော်ကြည့်ခဲ့ရတာ United ကလည်း Liverpool ကိုတူးသီးနေလားမသိဘူးနိုင်သွားတာဗျာကျွန်တော်မှတ်မိတာကတော့အဲ့ဒီတော့အထောင်နိုင်စင်မူက Lukaku အဲ့ Lukaku ကဒါဘုသမားတကယ်ကတိုက်ရိုက်တင်ပေးတဲ့လုံခေါင်းလေးနဲ့ရှံပေးလိုက်တာပေါ့နော်အဲ့ဒါတော့ဒါ Rapport ကဆွဲပြီး ကြီးနဲ့တော့အာနိုကလိုက်လူတယ်ဗျာလူတာကိုအာနိုကိုတစ်ချက်ဘတ်ဆိုနောက်ခေါက်ထဲပြီးမှဂိုးလေးကိုဆွဲကန်သွားတာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့တော့ထိုးခဲ့ရတယ်ဟာအာနိုကလည်းအဲ့ဒီအချိန်မှာတကယ်ကိုတက်တစ္ဆာဖြစ်နေပြီပေါ့နော်ဘယ်လိုပြောရမလဲဆိုလူငယ်ခြေတဲ့ပေါ့ဗျာလပါဘူးရဲ့ဒီညာနောက်ခံမှာနေရာတဲ့နဲ့တနေရာအခိုင်မှာရနေပြီပြီးတော့သူရဲ့ဂိုးဖန်တီးမှုတွေနဲ့နမယ်ကြော်ကြတာစပြူနေပြီပေါ့နော်အဲ့ဒီအချိန်မှာဒါအာနိုလူကောင်ရော့ပိုက Facebook ကောင်းဖို့လုပ်ပြီးရှူသွားတဲ့ဘာညာနဲ့ကျွန်တော်တို့လေတိုက်ခဲ့ရတယ်အမှတ်ရရဗျာ အဲနောက်ထပ်အမှတ်ရမိတဲ့တခြင်းကတော့ limited နိုင်တော့ခိုင်းပါတော့အဲ့ဒါလေးကျွန်တော်ရန်ကုန်မှာပဲကြီးခဲ့တာဖြစ်တယ်ဗောနော်ဂျာဒီ unit အားလုံးနဲ့တည်တဲ့အတိုင်းပါပဲဒါ united ရဲ့တမိုင်းမှာတော်တော်လေးအဆိုးဝါးဆုံးအဆက်ရတဲ့ဟာရလက်ဖြစ်ခဲ့တယ်အဲ liverpool အသင်းကိုကျွန်တော်တို့9-0ဆိုရရလက်နဲ့ရှုံးနေခဲ့တာဖြစ်တယ်အဲ့ဒီပွဲမှာကျွန်တော်အထင်မမှားဘူးဆိုရင် marshall ထုတ်ခံရတာလားမသိဘူး။ဩ marshall ထုတ်ခံစပါးကိုစစ်ဝမ်းလာရှုံးနေရဗောနော်ကျွန်တော်အဲ့ဒါလေးကြီးလိုက်ဘူးလေဒါကတော့70ရှုံးသွားတယ်ဗောဗျာအဲအဲ့လိုပဲ ပြောပါတော့အဲ့ဒီပွဲလေးကျွန်တော်အမှတ်ရတယ်ပြီးတော့အဲ့ဒီပွဲကကျွန်တော်ရဲ့ဒါတိကဲကြည်ခွဲတွေကပွဲတွေကတပွဲလေးဖြစ်ခဲ့တယ်အဲ့ဒီပွဲကိုကျွန်တော်ဒါပြီးဆုံးအောင်ကြည်ခဲ့ပါတယ်ကျွန်တော်ပေါ်တာရေဆိုမကြည်ကြတော့ဗျာကျွန်တော်ကတော့ပြီးဆုံးအောင်ကြည်ခဲ့ဘူးရယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ United နဲ့ Liverpool ရဲ့ပြိုင်ဆိုင်မှုတွေအကြောင်းပြောရင်ဒါဂျာနေခစ်ဂျာနေခစ်တွေကိုလည်းအမှတ်ရမိတယ်ဗျာအဲ့ဒီတော့ကတော့ဒါ လပါဘူးကလည်းဗျချန်ပီယံလိတ်တာရတာပရီးမီးယားလိတ်ရောက်တော့အနာသိမ့်မကတ်နိုင်တဲ့ကာလဖြစ်သွားပြီဗောနော်ဘီနီတက်ဂျီနဲ့အတိုင်းပဲယူနိုက်တက်ကတော့ပရီးမီးယားလိတ်မှာရောချန်ပီယံလိတ်မှာရောအစွဲထောင်ထောင်ပေါ့ဗျာအဲ့ဒီကာလမှာဆိုရင်ဒါကျွန်တော်တို့မှတ်မိသေးရပါလဲဆိုတော့ဘီဒင်းနဲ့ပါရီနန်ကယူနိုက်တက်ရဲ့နောက်ခံကြောက်ဆောင်ကြီးတွေဆိုပြီးနာမည်ကြီးနေတဲ့အချိန်ကအဲ့ဒီအချိန်မှာဒါလပါဘူးကိုဖူးသီးလားမသိဘူးတပွဲရှုံးသွားသေးရဲ့ဗျာကျွန်တော်တခြားတော့မမှတ်မိဘူးအဓိကတော့တော်ရက်ဗျာယူနိုက်တက်နဲ့တွေ့ရင်ဒါတော်ရက်ဂိုးတွေတွင်းနေဘီဒင်းတော့မှဒီတော်တော်လေးအလုံးရှော့အောင်ပေါ့နော်တော်ရက်ကကစားနိုင်ခဲ့တယ်ပြီးတော့ ဂိုးတွေလည်းတွင်းယူနေတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးပေါ့နော်တော်ရက်နဲ့ဗီဒီယိုရဲ့ထိတ်တိုက်တွေးဆမှုကလည်းဒါဂျာနယ်တွေတွေကမှစဟိုစိတ်ဝင်စားဖို့ကောင်းနေတယ်ဗျာဘာလို့လဲဆိုတော့ဒီဗီဒီကဗီဒီယိုနဲ့ဖာရီနန်ဆိုရင်ဒါနှစ်ယောက်တွဲဆိုရင်ပိုကောင်းတဲ့အကြောင်းဒါဗီဒီကလည်းအင်တာဗျူးမှာပြောထားပြီးသားပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဗီဒီရဲ့ပုံစံအရတော့ပို့ပြီးတော့ထင်းနေတာဘာလို့လဲဆိုတော့သူကဖိုက်တာဖိုင်နန်နောက်ကနေဒါ wicket bidder တွေတဲပေးမယ်ပတ်ဆက် line တွေဖွင့်ပေးမယ်စသဖြင့်ပြသူကဒီဘောလုံးပေးပို့မှုတွေပြီးရင်ဖြတ်ထုတ်တယ်ဆိုရင်တော့မအောင်နည်းနည်း အုံနောက်ကိုသုံးပြီးတော့ဗျာဒီလိုက်ဖြတ်တယ်ခွန်အားသိမ့်မသုံးမဲနဲ့ဗျာအဲ့လိုမျိုးကစားရဲပေါ့နော်အေးစီစီကစားရဲတိုင်မျိုးဒီကစားကွက်ကိုဥဆောင်ပေးတယ်ဗျအင်းကိုဥဆောင်နိုင်တယ်နောက်တန်းကိုလည်းဥဆောင်နိုင်တယ်ဘုသမားကိုလည်းပြန်ညွန်ကြနိုင်တယ်ပုံစံမျိုးဗီဒီကတော့အေးညွန်ကြသူရဲပေါ့နော်အဲလိုအပ်နေတဲ့ဒီ fighting separate အပြည့်နဲ့ ဒီကြံ့ကြံ့နဲ့နဲ့ဖြတ်ထုတ်တာတွေပြီးတော့ဟို short door ဖြတ်ထုတ်မှုတွေအများကြီးပေါ့နော်ဒါတွေကို bid ကပြုတ်လောက်တာဖြစ်တယ်သူတို့နေအောင်တွဲတော်တော်နာမည်ကြီးနေတဲ့အချိန်မှာဒါ torrent နဲ့ရင်ဆိုင်ခဲ့ကြချိန်မှာပေါ့နော်ဆောင်းမဆရာကြီးလည်းဒါကြီးကြေးဆောင်းမကြီးရေးခဲ့ကြတာအမှတ်ရမိပါတယ်ဗျဒါကတော့အဲကျွန်တော်ခုရှေ့ရသတင်းလေးတွေပြောရင်းနဲ့အမှတ်ရတဲ့အကြောင်းလေးတွေပြောခဲ့တာဖြစ်ပါတယ် United ကိုအားပေးနေကြတယ်ညီကိုမော်တော်မအားလုံးကျွန်တော် channel လေးကိုကြည့်ပေးကြတယ်ညီကိုမော်တော်မအားလုံးကျေးဇူးတင်ပါတယ်ဗျာ ကယ်လို့ပေါ့နော် United နဲ့ပတ်သက်ပြီးဘာအကြောင်းအရာပဲဖြစ်ဖြစ်ပြောကြတယ်ဆိုရင်ကိုမမောင်မှပြောခဲ့လို့ရပါတယ်ကျွန်တော်ကလည်းပြန်ပြီးတော့ဆွေးနွေးပြောဆိုပေးပါမယ်ဗျမတရားပါဗျာကျေးဇူးတင်ပါတယ်